ီနေ့တော့2021ခုနှစ်က ထွက်ရှိလာတဲ့မာရာလို့အမည်ရတဲ့အိန္ဒိယအချစ်စကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားပါမယ်။ကဲဒါဆိုကျွန်တော်တို့ဇလန်းလေးကိုစလိုက်ရအောင်ပါ။ဩရစ်တအားသေးတယ်ညတညရဲ့ဘတ်စကားတစ်စင်းပေါ်မှာပုံမြင်တွေရမ်းကြိုက်တဲ့ကလေးမလေးတယောက်ကသူ့ရဲ့အဖွားကိုပုံပြောပြဖို့ပူဇာနေပါတယ်အဲ့ဒီကားပေါ်မှာပဲတကယ်ပုံမြင်တွေကိုပြောပြတတ်တဲ့ခူးသင်းဆွဲကြိုးလေးဆွဲထားတယ် မေရီဆိုတဲ့သူနာပြူကြီးကပါရုဆိုတဲ့ကလေးမလေးကိုအရန်ကိုလမ်းမောဝယ်ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြခဲ့ပါတယ်။တခါတုန်းကသူရဲကောင်းစစ်သားလေးတယောက်ရှိတယ်တဲ့။သူကမသိနိုင်တဲ့စစ်သားလေးပေါ့။အစွမ်းထက်ဆုံးလက်နက်နဲ့တောင် သူကမသိနိုင်ဘူးတဲ့။ဘာလို့လဲဆိုတော့စစ်သားလေးမှာဘသူမှမသိနိုင်တဲ့လျှို့ဝှက်ချက်တခုရှိနေပါတယ်။အဲ့ဒါဘာလဲဆိုတော့သူ့ဝိညာဉ်ကိုသူသိချစ်တဲ့ရွှေငါလေးတစ်ကောင်ထဲမှာတင်ထားလို့ပါ။သူစိတ်မြေပြင်ကပြန်လာတိုင်းအိမ်ကိုရောက်တဲ့အချိန်တိုင်းမှာခူသင်းလေးကိုမှုတ်ပြီးရွှေငါလေးနဲ့တွေ့ကြပါတယ်။ ဒါပေမဲ့နောက်ဆုံးတစ်ခေါက်သူပြန်ရောက်လာတဲ့အချိန်မုံတိုင်းကထန်းလှိုင်းတွေကကြီးပြီးရာသီဥတုကဆိုးကြီးစိုက်နေတဲ့အချိန်ဖြစ်လို့သူမှုတ်တဲ့ခူသင်းတန်ကိုရွှေနားလေးကမကြားနိုင်တော့သူ့စီကိုရောက်မလာနိုင်တော့ပါဘူး။ဒါနဲ့စစ်သားလေးလည်းတော်ထက်တယ်တောင်းတွဲတွဲပင်လေပင်ခြေကြီးဆုံးလိုက်ရှာပါတော့တယ်။ဒီလိုနဲ့သူတို့နောက်တစ်ချိန်ပြန်တွေ့ကြနေမှာပဲကြီးမားတဲ့ပင်လေလှိုင်းလုံးကြီးတွေကြောင့်သူတို့တွေဟာဝေးကွာခဲ့ကြရပြန်ပါတယ်။ခြေရနဲ့ဝေးခဲ့ကြရပြန်ပါပြီ။ငါတို့ရဲ့ချက်ချင်းကတော့ဘယ်တော့မှမဝေးဘူးလို့စစ်သားလေးကလွမ်းမောစွာရေရွတ်နေမိပါတယ်။ စစ်သားလေးနဲ့သူသိချစ်တဲ့ရွှေငါလေးတို့ပြန်တွေ့နိုင်ပါမလားငယ်ရွယ်တဲ့ပါရုဆိုတဲ့ကလေးမလေးရဲ့ရင်ထဲနှလုံးသားထဲမှာစစ်သားလေးနဲ့ရွှေငါလေးဟာအရေးတစ်ခုလို့ဆွဲထင်သွားပါတော့တယ်ဒီလိုနဲ့ပါရုလေးအရွယ်ရောက်လာတဲ့အခါထုံစံတိုင်းမိဘတွေကယောက်ျားပေးစားဖို့စီစဉ်ကြတယ်ပါရုကတော့အချစ်ဆိုတာကိုစိတ်ဝင်စားမိဘတွေကလည်းအတင်းစီစဉ်တဲ့ပြဿနာတွေတက်ကြပါတော့တယ်ရုပ်ချောပြီးလဆာကောင်းတာနဲ့ပဲသမီးကလက်ထက်ရမှာလားအဖွားရဲ့လို့ပါရုကသူ့အဖွားကိုတိုင်ပါတယ်။သမီးထွက်သွားတော့မယ်အဖွား အန်တီပါရုကဘယ်သွားမလဲလို့ပါရုရဲ့တူမလေးကမေးတော့ပါရုကတောနဲ့ကြီးတွေရှောက်သွားမယ်။တောင်ကြီးတွေပေါ်တက်မယ်။ပင်လယ်ကြီးတွေကိုဖြတ်မယ်။ဟိုးအဝေးကြီးကိုသွားမယ်။ပါရုရဲ့ရင်ထဲကပုံမြင်လေးကိုပြန်တက်သွင်းနေတဲ့စိတ်ကူးလေးတွေရေးရေးလေးနဲ့ထင်ရှားလာခဲ့ပါတယ်။ဒီလိုနဲ့အိမ်ကပြေးစားတဲ့သူကိုမယူချင်တဲ့ပါရုတရားနှလုံးသားရဲ့စိတ်ညွန်ရာရက်တခုကိုထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သူမခီးရှိတ်တခုကိုထွက်ရင်းစိတ်ကမ်းမြုပ်ငယ်လေးတခုကိုရောက်လာခဲ့ပါတယ်။အဲ့မျိုးလေးကခီးသွားတယ်လာတတ်ကြတဲ့မျိုးလေးပေါ့။ထူကြတာက ယူလေးရဲ့အစာအုပ်နေရံတွေသင်္ဘောတွေမှာနေရံစည်ရေးပကြီးတွေခြယ်တထားတာပါပဲအဲ့ဒီမှာပဲသူ့နှလုံးသားထဲမှာအနှစ်နှစ်အလားလားရှင်သန်နေတဲ့ပုံရိပ်တွေကိုအဲ့ဒီမျိုးလေးရဲ့အစာအုပ်နေရံတချို့မှာသူမှမြင်တွေ့ခဲ့ရပါတော့တယ်နေမောရင်ရင်ခုန်ရင်ချီနှူးရင်ကပဲအိမ်တိမ်ကိုအမတ်ပထင်သူမှရောက်ရှိသွားခဲ့တယ်အမှုပညာလက်ရာတွေပကြီးတွေပပုတွေစာအုပ်တွေရှေးဟောင်းပစ္စည်းတွေနဲ့ပြရိုက်ကြီးလားသူမှမင်းသက်သွားခဲ့ရတယ်သူမကိုအင်ရှာပေးဖို့ကူညီတယ်အဲဆယ်ကလည်းဒီအိမ်မှာနေမယ်ဆိုရင်နေပါ အခန်းကန်းစာပဲပေးရင်ရပါတယ်ဒီအိမ်ကမာရာရဲ့အိမ်လေသူကခီးတွေအမြဲတမ်းထွက်ထွက်နေတာဆိုတော့ပြန်လာဖို့ကအကြောင်းပါပါနေမယ်ဆိုနေလို့ရပါတယ်ပါရုလည်းအခန်းတွေထဲရှောက်ကြည့်ရင်ကမာရာဆိုတဲ့သူရဲ့ဓပုံလေးတပုံကိုသူတွေ့သွားပါတယ်အဲ့ဒီအချိန်မှာပဲဖုံးတန်ကြလိုက်ရတယ်ဖုံးဆက်သူကမာရာဖြစ်နေပါတယ်သူမွေးထားတဲ့စိတ်ကလေးကိုခူးဆိုင်ပေးဖို့နဲ့အပင်လေးတွေကိုကြည့်ပေးဖို့မှားရင်းနဲ့ပဲဖုံးလိုက်ကပြတ်သွားခဲ့တယ်တညမှာတော့သူမအခန်းထဲကများစွာသောစာအုပ်တွေကြာကစာအုပ်အုပ်ကိုတွေ့လို့သူမယူပြီးကြည့်မိတယ် ်စာအုပ်ပြန်တဲ့ဖုံးမှရေးထားတာကခိုးနေတော့အချိန်များတယ်။အိုး၊သူမအရင်စိတ်ဝင်စားသွားတယ်။ဒီလိုနဲ့ပထမစာရွက်ကိုလှမ်းလိုက်တဲ့အခါခဲချစ်ပကြီးလေးတွေကတကွက်ချင်းတကွက်ချင်းဇလန်းတစ်ခုကိုပြောပြနေပါတော့တယ်။တခိုးဟုတ်တယ်။တခိုးတယောက်မာရာအိမ်ထဲကိုချင်းချင်းဝင်ရောက်လာခဲ့တယ်။အထဲမှာမာရာကအိမ်နေတော့ပေါ့။တခိုးကဘာမှခိုးစရာမရှိလို့ပြန်ထွက်မယ်လို့မာရာကတခိုးကိုအရင်နဲ့အမိယူခိုင်းပြီးဧည့်သည်တယောက်လိုဧည့်ခံတယ်။တခိုးနဲ့လည်းပေါင်းတတ်တာပဲ။မင်းတင်ညာခိုးအောင်မလား တခုကပထမကြောင်သွားတယ်။မာရာကရှိလိုက်ပြီးငါလည်းမင်းခိုးတဲ့နောက်ကိုလိုက်ခဲ့ခြင်းနဲ့တကယ်ကြီးလားဗျာ။တားမြလည်းလိုက်ခဲ့ဗျာ။သွားကြမယ်။မိုးတွေကလည်းရွာလို့လမ်းမှာကူဖီတွေကိုတွေးလို့ကူဖီဝယ်စားနေတော့မိမတယောက်ကိုတွေးတော့မာရာကကူဖီတွားကျွေးသေးတယ်။ဘလို့လူလဲဖြစ်တန်စားနဲ့လည်းမိတ်ဖွဲ့တတ်တာပဲ။တခိုးနဲ့မာရာတို့အိမ်အိမ်ရှိမှရက်လိုက်တယ်။ဒီအိမ်ကိုဝင်ခိုးကြမလား။လောက်လိုက်လေ။သူတို့နှစ်ယောက်အုတ်ချွတ်တွေမိုးရတဲ့ခေါင်းမိုးပေါ်ကိုတက်ပြီးသွားကြတယ်။အုတ်ချွတ်လေးကိုလှက်ကြည့်လိုက်တော့အိမ်ထဲကအဲကန်းမှာ မင်းကလေးတယောက်တနတ်တလက်နဲ့ကိုကိုကိုတေချောင်းချံလို့လုံနေတာကိုသူတို့နှစ်ယောက်တွေ့လိုက်တယ်။မလုံနဲ့မလုံနဲ့မာရာကအလန်ကြားအော်ဟဲလိုက်ချိန်မှာပဲတနတ်တန်အခြေကြီးကတိတ်ဆိတ်တဲ့နှစ်တကူညတညာကိုလွှမ်းမိုးသွားပါတော့တယ်။ဒီညက Happy New Year လေး။ဆောက်ထဲကခဲချစ်ပကြီးလေးတွေကဒီနေရာမှာပဲအဆုံးသတ်သွားတယ်။နောက်ထပ်ဆာမျက်နှာတွေမှာဘာပုံမှထပ်ဆွဲလာတာမတွေ့တော့ဘူး။မာရာတို့နှစ်ယောက်တွေ့တယ်အခန်းထဲကကောင်မလေးကဘာဖြစ်သွားတာလဲ။မာရာတို့ကရောဘယ်ရောက်သွားတာလဲ။ ပါရုရဲ့တည်ခြင်းစိတ်တွေထိမရတော့ပါဘူးအခန်းတွေထဲမှာရှိတဲ့ပကြီးပုံတွေကိုမှွေနောက်ရှာဖွေကြည့်မိတယ်ပုံတူပကြီးလေးတွေ၄၅ပုံလောက်ထပ်တွေ့တယ်သူတို့တွေကဘသူတွေလဲမာရာကဘယ်လိုလူမျိုးလဲနောက်နေမှာတော့ပါရုကအပ်ဇယ်ကိုမိကုန်တစ်ခုမေးတယ်ပကြီးလေးကဘသူတွေလဲပြီးတော့မာရာကိုသူ့ရန်တွေ့ကျင်နေပြီလေတပုံတွေကတယောက်ကိုအပ်ဇယ်ကထောက်ပြတယ်သူ့နာမည်ကဥစမန်ပိုင်တဲ့ ်ဘာရူတီယာဥစမန်ဘိုင်စီကိုရောက်သွားခဲ့တယ်။သမီးကဘာလို့မာရာအကြောင်းကိုသိကျင်ရတာလဲလို့အပိုင်ကမေးတယ်။သူ့ပကြီးတကားရဲ့အထိပ္ပယ်ကိုသိကျင်လို့ပါလို့ဘာရူကပြန်ပြောပါတယ်။အပိုင်ကရှိတယ်။ပြီးတော့ဥရုမြို့မှာနှစ်နေရာလောက်ရှိတဲ့ဆင်းရဲသားရက်ွက်တစ်ခုရှိတယ်။အစိုးရကအဲ့ဒီရက်ွက်ကိုဖျက်ဖို့အမိန့်ထုတ်ထားတယ်။အဲ့ကိစ္စနဲ့ပဲမာရာကတရားရုံးနဲ့ရဲစခန်းကိုပြေးနေရတာသူ့မှာမအားရှပါဘူးသမီးရဲ့။အစိုးရကဒီစင်ရတာရက်ကွက်ကနိုင်ငံခြားခီးသွားတွေအတွက်အနောက်ရှက်ဖြစ်တဲ့ဆိုပြီးဖြတ်ဖို့လုပ်နေတာလေ။ ဒါပေမဲ့ခီးသွားတွေကမာရာဆွဲထားတဲ့နေရံကဆေးရပကြီးတွေကြောင့်ဒီနေရာဟာသူတို့အတွက်စိတ်ဝင်စားစရာနေရာအလားတက်ပုံရိုက်တဲ့အထင်ကြီးနေရာလေးဖြစ်လာတယ်။တခါတလေကဘာပြက်မဲ့ဘေးကနေငါတို့ကဲတင်ဖို့ညံကောင်းတဲ့လှည့်စားတတ်တဲ့လူမျိုးမလိုပါဘူး။တကယ်အမှုပညာရှင်တယောက်ပဲလိုတာပါလို့ပြောနေတဲ့အပိုင်းမျက်နှာပေါ်မှာပီတိအပြုံးတစ်ခုကိုပါလို့တွေးလိုက်ရတယ်။သိကျင်စိတ်တွေကပူပူပြင်းပြလာတယ်။မာရာမာရာလူတိုင်းရဲ့ရှင်ထဲမှာရှင်ကနေရာယူတတ်တယ်နော်။ရှင်ကိုတွေ့ကျင်လိုက်တာ။ဓပုံတွေကလူနောက်တစ်ယောက်က သူကပင်လယ်တစ်ပြတ်ဖြစ်ရမယ်လို့အဆယ်ကပြောတယ်။အဲ့လူကိုလိုက်ဆောင်ခံကြရင်လည်းကလပ်တစ်ခုမှာသူတို့တွေ့တွေ့ကြရတယ်။နောက်ရောက်ခံလိုက်နေတော့မယ်ပင်လယ်တစ်မြားကသူတို့ကိုရိတ်မိသွားပြီးတိုက်ခိုက်တာကိုခံလိုက်ရတယ်။သူတို့တောင်းပန်ပြီးထွက်သွားမလို့အလုပ်မှာပဲပါရုရဲ့အိတ်ကပြုတ်ကြပြီးမာရာရဲ့တပ်ပုံနဲ့အချီပုံတွေထွက်ကြလာတယ်။အဲ့ဒီမှာပဲပင်လယ်တစ်မြားကတခုခုကိုကောက်ကင်လိုက်တယ်။ပါရုကဟမ်ဆောင်နိုင်မဲမေးလိုက်မိတယ်။သူဘသူလဲသူ့နာမည်ကဆယ်ဗီတဲ့။သူ့အလုပ်ကပြစ်တစားပဲ။ တညငါနဲ့မာတာပင်လေတဲ့ကဆက်လီပေါ်မှာထိုင်စကားပြောနေတော့သင်မောဝမ်းနဲ့ကမိမတရအရက်ပလင်းကိုကင်ပြီးတက်လာလို့ငါတို့နှစ်ယောက်အံ့ဩသွားကြတယ်။သူကဆယ်ပြီလေ။ငါသင်မောရဲကိုဘယ်ချိန်ရောက်နေမှငါလည်းမသိခဲ့ဘူး။ဖြစ်ချင်တော့အိညာကဆယ်ပြီရဲ့မွေးနေ့လေ။သူ့ကိုငါနဲ့မာတာကမွေးနေ့ဆုတောင်းပေးခဲ့ကြတယ်။အဲ့ဒီညမှာငါတို့၃ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့စကားတွေပြောပြခဲ့ကြတယ်။ဆယ်ပြီမှာသမီးလေးတစ်ယောက်ရှိတယ်။ရာနီရဲ့။သူ့သမီးလေးကိုတော့သူ့လိုမဖြစ်စေချင်ဘူးနဲ့တူပါတယ်။ ဲ့ညကသူမတော်တော်ကိုပြောနေခဲ့တာပါတညပါပဲငါတို့မိကနေတစ်ချက်အိပ်ပျော်သွားတဲ့အချိန်မှာသူမပျောက်သွားခဲ့တယ်ပပတ်လေကပင်လေပြင်းကြီးလေဘာပဲဖြစ်ဖြစ်သူကတိတ်လူပဲအဲ့ညမှာသူကပျော့ပျော့ကြီးတိတ်သွားခဲ့တာပဲသူ့သမီးလေးကရောအဖေကမကောင်းတဲ့ကောင်အမေကတိတ်သွားပြီလေအဲ့တော့သူ့ဘာဖြစ်သွားမယ်လို့မင်းထင်လဲသူ့ကြောင်းတက်ခဲ့တယ်အဲ့ဒါကလည်းမာရာကြောင့်ပဲပေါ့မာရာဆိုတာအဲ့လိုလူမျိုးကွာမာရာမာရာကအခုဘာမှလဲ သိတယ်ဆိုရင်ကျမကိုပြောပြပါလားလို့ပါရုကမေးလိုက်တယ်။မာရာလာဒီမှာလေလို့ဆိုပြီးနယံဘော်ကမာရာရဲ့နာရေးကြော်ညာတွေကိုချိုကူးဆိုတဲ့ပင်လယ်သင်္ဘောသားကပြလိုက်တော့ပါရုရဲ့စိတ်တွေဝေဝါသွားတော့တယ်။ဒါဆိုမာရာကတကယ်သိသွားခဲ့တာလား။ဘာအိဘယ်လဲပို့ပို့သိကျင်လာမိတယ်။ပကြီးကားတွေကမူဆာဖာဆိုတဲ့လူကိုပါရုတွတ်တွေကိုဆုံးဖြတ်လိုက်တယ်။မူဆာဖာကဆယ်ဗီရဲ့နာရေးဆိုရင်ပြစ်ဒဏ်ဆိုတော့ဘသူကလာမှာလဲ။ ဒါကြောင့်မာရာက သူ့နာရေးဆိုပြီးလူစီအောင်သူ့နာမည်တုံးခဲ့တာပဲသူကအဲ့လိုလူလေအခုသူဘာမှလဲဆိုတာရှင်းသိလားအဲ့ဒီနာရေးကငါတို့နောက်ဆုံးတွေ့ခဲ့တာပဲသူဖယ်သွားမယ်ဖယ်လာမယ်ဆိုတာဘယ်တော့မှမပြောဘူးငါလည်းမမေးခဲ့ဘူးလေသူမသေးသေးဘူးဆိုတာသိခဲ့ရလို့ဘာပဲဖြစ်ဖြစ်ကျွန်မမျှော်လင့်လို့ရပါသေးတယ်နော်ဒီနေ့ပါရုအပြင်ကပြန်လာတဲ့ကျောင်းဆရာမ၃ယောက်ကမာရာအင်ရှင်မှာ မာရာကိုလာမိကြတယ်အကြောင်းကရာနီလေးပြောင်းနေလို့ကုညီလို့ရရင် ကုညီပေးပါတဲ့ ်ဒီသတင်းကိုမာရာကလည်းသူနီးသူဟန်နဲ့တီးသွားခဲ့လို့အဲ့ဒီမြို့လေးစီပြန်လာခဲ့တယ်။ဒေါသတွေအထွတ်ထိပ်ကိုရောက်နေတဲ့မာရာတယောက်ရာနီခန်ကိုလိုက်ရှာရင်တနာကောင်ကိုပညာအပြည့်အဝပေးပြီးတော့ရာနီရဲ့လက်ကိုဆွဲတာကောက်ထုတ်လာခဲ့တယ်။အောက်မှာရာနီဖင်နဲ့တွေ့တော့ခမရဟာကုသမီအရင်ကိုတော့ဒီလိုနေရာပို့ရက်တယ်ဆိုတော့ခမရလက်ထဲမှာတော့ရာနီကိုချုပ်မထားခဲ့နိုင်တော့ဘူး။သေးသွားတဲ့ဆယ်ဗီကသူသမီးကိုဒီလိုပုံမှန်မျိုးမြင်ကျင်လိုက်မယ်လို့ခင်ဗျားထင်တာလား။တော်ပြီ။ရာနီကို ျုပ်လုံခြုံတဲ့နေရာကိုခေါ်သွားတော့မယ်။မာရာဟာရာနီလက်ကိုဆွဲပြီးတော့ထွက်သွားခဲ့တယ်။ဖာရူကလည်းအဲ့နေရာကိုအပြေးကလေးလာခဲ့ပေးမယ်။ရောက်တဲ့အချိန်မှာသူမအရန်ကိုတွေးချင်မြင်ချင်နေခဲ့တဲ့မာရာကိုသူမအဝေးကနေတစ်ချက်လှမ်းတွေးလိုက်ရပါတယ်။ပြီးတော့ပျောက်သွားပါတယ်။ကျမရှင့်ကိုရှာနေတာပါ။ကျမရဲ့ဒန်နာရီမြေသစင်းဟာရှင်ပါ။ တောထက်ထက်ပင်လေအတော်တွေကိုဖြတ်ပြီးမှရှင်ရှိတဲ့စီကိုရအောင်လာမှာပါလို့ပါရုတိယစိတ်ထဲကနေပဲပြောနေခဲ့မိပါတယ်။ဒီနေ့တော့ပါရုအိယာကနိုလာတော့အိမ်ရှိခန်းမှာလူတယောက်အိမ်ပေါ်ကျနေတာကိုတွေ့ပြီးသူမှလန်သွားခဲ့ပါတယ်။နောက်မှသူမတေချာကြည့်မိမှသူမဖတ်ခဲ့ရတဲ့ပကြီးစာအုပ်ထဲကတခိုးဖြစ်နေလို့သူမအယံပြော့သွားခဲ့တယ်။သူမအယံသိကျင်ခဲ့တဲ့ပကြီးစာအုပ်ထဲကအခန်းစာကိုသူမသိခွင့်ရတော့မယ်လေ။ပါရုရဲ့သိကျင်စိတ်ကိုပြောပြလာတော့အိညာက ကျွန်တော်နဲ့မာရာမိန်းကလေးတယောက်ကိုကိုကိုတေချောင်းကြံတော့မှာကိုတွေ့သွားပြီမလုံနဲ့မလုံနဲ့လို့မာရာကအော်လိုက်တဲ့အချိန်မှာပဲသူ့တနက်ကကြီးစံထွက်သွားခဲ့တယ်မာရာကအိမ်ခေါင်မိုးပေါ်ကနေအဲ့ဒီအခန်းထဲကိုခုန်ချလိုက်တာဗျကော်မလေးရဲ့တနက်ကြီးကလည်းလွဲသွားတယ်သူမှလည်းကြောက်လန့်ပြီးခပြေးတာပဲမာရာကနောက်ကလိုက်တာကိုအိမ်ခေါင်မိုးပေါ်ကနေကျွန်တော်မြင်နေရတယ်ကျွန်တော်ဒီလောက်ကတော့အဲ့ဒါပါပဲကျွန်တော်လည်းအိမ်ကြီးကဆက်လို့တခိုးအလုပ်ကိုစွန့်လွတ်လိုက်တယ်ကျမကိုအဲ့ဒီအိမ်လိုက်ပြပေးနိုင်မလား ဘာလို့မလုပ်လဲဗျအဲ့ဒီအိမ်မှာတနက်တလက်နဲ့ငကြောင်တကောင်ရှိသေးတယ်နော်ဖြစ်နိုင်ရင်ကိုညီပါလို့ပါရုကပြောလိုက်တယ်ကောင်းပြီဗျညချရင်လိုက်ပို့မယ်မဟုတ်ဘူးအခုသွားချင်တာပါလို့ပါရုကပြောပါတယ်တကူကမနက်ဘက်ဆိုလမ်းလွင်မသိဘူးဗျကျွန်တော်ကညဘက်တွေပဲထွက်တာဆိုတော့ညဘက်တွေဆိုအကုန်မှတ်မိတယ်ပါရုကသူ့ရဲ့နေကမျက်မှန်လေးတကူကိုပေးလိုက်ပါတယ်ပါရူရဲ့နေကမျက်မှန်တကူနဲ့ပဲတကူကသူ့လိုရောက်ခဲ့တဲ့အိမ်ကိုလိုက်ပြခဲ့ပါတယ်။အိမ်ကိုရောက်တော့ ကျေးဇူးပါပဲ။နေကာမျက်မှန်လည်းပြန်မပေးနဲ့တော့လို့ပါရုကတခုကိုပြောလိုက်ပါတယ်။နောက်တနေ့ပါတော့ပါရုခီးတစ်ခုချက်ချင်းထွက်လာခဲ့တယ်။သူမယာကင်းလေးတွေကိုဖျက်ရင်းအိမ်စုလေးတစ်ခုစီကိုရောက်သွားခဲ့တယ်။ဟယ်လိုဒေါက်တာကန်နီနဲ့တွေ့ကြလို့ပါလို့လူတယောက်ကိုသူမပြောလိုက်တယ်။ဟုတ်ပါတယ်။သူမကဒေါက်တာကန်နီပါလို့ပြန်ဖြေတယ်။ပါရုလဲကိုးသွားတဲ့အချိန်များဆိုတော့ပကြီးစာအုပ်လေးကိုပေးပြီးမိတ်ဆက်လိုက်ပါတယ်။ရှင်ကဒီစာအုပ်အတွက်နဲ့ဒီလောက်ဝေးတဲ့နေရာကိုရောက်လာတာလား။အံ့ဩစရာပဲ။ ျမရှင့်ကိုလူတယောက်နဲ့မိတ်ဆက်ပေးမယ်နော်။မူလေးဖယ်လိုက်ရယ်။သူကပါရူးတဲ့။ပါရူးတယ်လား။သမီးကချစ်စရာလေးပဲ။သမီးကအဝေးကြီးကလာတာ။ဒီမှာတညနှညတဲပြီးမှပြန်ပါကွယ်။ဘာမှအာမနာနဲ့နော်။လာမအမနေရမယ့်အခန်းကိုကျွန်တော်လိုက်ပြမယ်။ညစာစားကြဖို့အားလုံးသမင်းပွဲမှာစုံကြတယ်။သမင်းစားရင်လည်းပါရူးသမီးကအိမ်အောင်ရှိလား။မူလေးဖယ်လိုက်ရင်ကမေးတယ်။မရှိပါဘူးလို့ပါရူးကပြန်ပြေတော့။အေးမူလေးလည်းလူပြိုကြီးပဲလို့သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ ပါရုကဗမာနေတာလဲလို့ဦးလေးဖယ်လိုက်ရန်ကမေးတယ်။ပါရုကမာတူရိုင်းစာရီမျိုးမိနရှိ အမန်ဖျားเจ้าနာမှာနေတာပါလို့ပြောလိုက်တော့ဦးလေးဖယ်လိုက်ရဲ့မျက်လုံးတွေအယောင်တောက်လာတယ်လို့ပါရုထင်လိုက်မိတယ်။အဲ့ဒီထမင်းစားပွဲမှာပါရုသိလိုက်တာကဦးလေးဖယ်ရိုင်းလမ်းမှာမိနရှိဆိုတဲ့ငယ်ချစ်ချစ်သူတယောက်ရှိတယ်ဆိုတာကိုပါပဲ။လင်ကန်ကစကားဆားလိုက်တယ်။အာလန်ဂူလန်ဆိုတဲ့မျိုးတစ်မျိုးရှိတယ်။အဲ့ဒီမျိုးရဲ့အလယ်မှာမြစ်တစင်းကစီးနေတယ်။မြစ်ရဲ့တစ်ဖက်ကမ်းမှာကဦးလေးဖယ်လိုက်ရဲ့အိမ်လေး ဒီလိုပဲတစ်ဖက်ကန်းကအိမ်ကမိလက်ရှိရဲ့အိမ်ပေါ့သူတို့နှစ်ယောက်ကဟိုဖက်ကန်းနဲ့ဒီဖက်ကန်းကိုအကြည့်ရွေးနဲ့ပဲအချစ်တွေကိုစတင်ကြကြတယ်ဦးလေးဖယ်လိုင်းကမိနရှိရဲ့ဓပုံလေးကိုခေါင်းအောက်တောင်ထားလိုက်တာပြလို့လင်ကန်ကပြောပြနေလေရဲ့ဒါပေမဲ့ဦးလေးဖယ်လိုင်းကမိနရှိကိုစကားတစ်ခွန်းတောင်ပြောခဲ့ပါဘူးသူဟာသူ့အချစ်တွေကိုဖော်ပြဖို့ပြဆက်တစ်ပုတ်ကခဲ့တယ်မင်းထွက်ချက်ရပါတော့ဖယ်လိုင်းပေါ့ မိနရှိကိုသူဘလောက်ချစ်တဲ့အကြောင်းကိုပြဆက်တဲ့ကစကလုံးတွေနဲ့ပဲပေါ်ပြခဲ့တယ်။မိနရှိကလည်းသဘောပေါက်ခဲ့တယ်။ဒါပေမဲ့မိနရှိရဲ့မိဘတွေကတော့မကြိုက်ခဲ့ပါဘူး။ဒီနေ့တော့လေရီမိုးတွေချီးပြီးကပ်ဘေးတစ်ခုစိုက်ခဲ့တယ်။အဲ့ဒီပုံတိုင်းနဲ့အတူဦးလေးဖယ်လိုက်ရင်မိနရှိဆိုတဲ့နှစ်သွီးလေးလည်းဖျောက်သွားခဲ့ပါလေ။သမင်ဝိုင်းလေးကလည်းခဏတာအသက်မဲ့သွားခဲ့တယ်။ညတညကဒီလိုနဲ့တိတ်ဆိတ်သွားခဲ့ကြပါလေ။နောက်တနေ့မနက်ပါတော့ပါရုနဲ့ဒေါက်တာကန်နီတို့စကားပြောဖြစ်ခဲ့ကြပါလေ။ ဒေါက်တာကန်နီကဒီတောင်ပေါ်မြို့လေးမှာကျမ်းမာရေးစေကန်လေးဖွင့်တာပြီးပရာဟိတလုပ်ငန်းတွေလုပ်နေခဲ့ပြီးတောင်ပေါ်မြို့လေးရဲ့မိရင်ရှင်လေးဖြစ်နေပြီလေကျမရဲ့ပထမဆုံးခွဲစိတ်မှုမှာပဲ7နှစ်အရွယ်ကလေးတယောက်ဟာကျမရဲ့အမားတစ်ခုကြောင့်အသက်ဆုံးခဲ့ရတယ်အဲ့ဒီဖြစ်ကြောင့်ကျမကိုကျမခွင့်ပြုလွတ်နိုင်မယ်ညတညမှာတတ်သိဖို့အထိစ조사ခဲ့တယ်အဲ့ညမှာပဲမာရာဆိုတဲ့လူတယောက်နဲ့တွေ့ဆုံဖြစ်ခဲ့တယ်သူနဲ့စကားတွေအများကြီးပြောခဲ့ပြီးတဲ့နောက်မှာပဲကျမအခုရောက်နေတဲ့တောင်ပေါ်မြို့လေးကိုမာရာရဲ့အကူအညီနဲ့ရောက်လာခဲ့တော့တာပါပဲ။ မာရာကအခုဖမာလဲလို့ပါရုကအလင်းစလိုမေးလိုက်ပါတယ်ဒေါက်တာကန်နီကရာနီနဲ့နောက်ဆုံးတစ်ခေါက်ရောက်လာပြီးကလေးကသူ့ကိုငါတို့မတွေ့ရတော့တာပါပဲသူကရုတ်တရက်ရောက်လာတတ်တယ်လို့တခုခုကိုသတိရတာနဲ့ပြန်ပြောက်သွားတတ်တယ်လို့ဒေါက်တာကန်နီကပြောပါတယ်ဒါပေမဲ့လူတိုင်းကသူ့ကိုယူမတက်လွမ်းကြတာလို့ငင်းငင်းမောမောနဲ့ပြောပြတယ်ဒညာပါရုကဦးလေးဖယ်လိုက်ရတဲ့စကားတွေပြောပြကြတယ်မိနေရှိရဲ့အကြောင်းပေါ့နောက်ပိုင်းဦးလေးနဲ့မိနေရှိတို့မတွေ့ဖြစ်ကြတော့ဘူး ဦးလေးကနိုင်မချတော့ဘူးလားလို့ပါရုကမေးတော့ဘလို့မေးလိုက်တာပါလေသမီးရယ်ဦးလေးပြန်စားဌာနမှာဆပ်ပိုးသမားလုပ်ခဲ့တယ်မိနဲ့ရှိကိုရှာဖို့ပေါ့28နှစ်ကြာမျိုးလေးတွေရွာလေးတွေလိပ်စာမရှိတဲ့စာလေးတွေကိုဝေဖို့အိမ်တကားတွေကိုလိုက်ခောက်ခဲ့တာမိနဲ့ရှိနဲ့ပြန်တွေ့ခဲ့ရင်ဆိုတဲ့အတွေးနဲ့ပေါ့မရေမတွက်နိုင်တဲ့မျိုးတွေရွာတွေစီကပြန်ခဲ့ပြီးနောက်ဆုံးကြမှာအတိမအခြေချခဲ့တာပဲသူ့ကိုနောက်ဆုံးတွေ့ခဲ့တာလွန်ခဲ့တဲ့အနှစ်90ကပေါ့ ်သူ့ကိုမတွေ့ရတော့ပေမဲ့သူ့ကိုမေ့ရမှာကြောက်တဲ့စိတ်ကငါ့ကို၆လက်နေတော့ပဲလို့ပြောတယ်။ဦးလေးဖယ်လိုက်ရရင်အတန်တွေကခြေကွဲတုံနေပါလေ။မင်းရဲ့ရှက်ပုံလေးသမီးကိုပြလို့ရမလားလို့ပါရုကမေးလိုက်တော့ဦးလေးဖယ်လိုက်ရန်ကဟောင်းထွက်နေတဲ့တပ်ပုံလေးတစ်ခုသူ့မကိုပြခဲ့ပါလေ။ပါရုကတပ်ပုံလေးတွေကတစုံတစ်ခုကိုမြင်လိုက်ရတဲ့အခိုက်မှာပဲသူ့မဟာတစုံတရာကိုမှတ်မိသွားခဲ့တယ်။ငငယ်ကပုံမြင်လေးကိုစိတ်ထဲမှာပြန်မြင်အောင်လာခဲ့တယ်။ ညာအလင်းရောင်ကိုခိုးယူဖို့မေ့နေခဲ့ပြီလေ။ပါရုကတော့သူဘာလုပ်ရမယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်နားလည်သွားခဲ့တယ်။ဦးလေးဖယ်လာရင်ရဲ့မွေးနေ့တစ်နက်လေးမှာပဲမာရာဟာတောင်ပေါ်မြို့လေးကိုပြန်ရောက်လာခဲ့တယ်။ရှင်ကဦးလေးဖယ်လာရင်ကိုချစ်တဲ့ဆိုပြီးအမြဲတမ်းပျော့ပျော့သွားတတ်တယ်နော်။သူ့ကျမရဲ့အတွက်ကိုလည်းစဉ်းစားတင်တယ်လို့ဒေါက်တာကန်နီကပြောတယ်။မာရာကစိတ်မကောင်းစွာနဲ့ပဲအိမ်ရာမရှိပဲရှောက်သွားနေခဲ့တဲ့ငါ့ကိုမွေးစားပြီးတော့ပြုစုလာခဲ့တယ်။ ်ဘသူကဒါမျိုးလုပ်မလဲဒါပေမဲ့ဦးလေးဖေရိုင်ကတော့လုပ်ခဲ့တယ်အဲ့ဒီအတွက်ငါကလည်းဦးလေးရဲ့မိနေရှိကိုမရရအောင်ရှာမယ်လို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့အခုထိမိနေရှိနဲ့ပတ်သက်တဲ့သတင်းစကားလေးကိုတော့ငါမပေးနိုင်သေးတဲ့အတွက်အရန်ဝဲနေမိတယ်ဦးလေးအသက်ရှိနေချိန်လေးသူ့မျိုးလင်းချက်တွေကိုအနှဲငယ်ဖြစ်ဖြစ်ပေးချင်မိတယ်။ဒါကြောင့်လေနေရာနဲ့ငါရှောက်သွားနေခဲ့တာပါ။ငါလည်းဘယ်သွားချင်ပါမလဲ။ငါရှောက်သွားနေတဲ့အဓိကရည်ရွယ်ချက်က ဦးလေးသိချစ်တဲ့မိန်းကလေးကိုရှာဖို့ပဲလို့မာရာကဒေါက်တာကန်နီကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့ဦးလေးဖေရာရင်ကမွေးနေ့မနက်ပါပဲပါရူပြန်ရောက်လာခဲ့တယ်။သူမတယောက်တည်းတော့မဟုတ်ပါဘူး။ငါးလေးကိုဆုံရှုံလိုက်ရလို့တောတောင်တွေကိုဖြတ်ပြီးရှာခဲ့ရတဲ့သူရဲကောင်းစစ်သားလေးပုံမြင်ကိုငငယ်လေးတွေကကြားဖူးခဲ့တဲ့ပါရူကတကယ်အပြင်လောကကရွှေငါးလေးဖြစ်တဲ့အန်တီမေရီတစ်ဖြစ်လေ။သူနာပြုဆရာမကြီးမိန်းကလေးကိုပါတပါးလေးခေါ်လာခဲ့တာပါ။ နှစ်ပေါင်းများစွာကြာဝေးခဲ့တယ်။သိချစ်တတ်ကြတဲ့ချစ်သူနှစ်ဦးပြန်တွေ့ကြတဲ့အခါမှာနှစ်ဦးသားစကလုံးတွေဆုံအာနေကြတယ်။ဦးလေးဖယ်လာရင်ရှင်ထဲမှာငါးစီကိုလှမ်းလာတဲ့မင်းခြေတန်တွေကိုကြားရဖို့ငါးနားတွေကမြင်နေရတယ်။မင်းထွက်အမှတ်တရတွေကိုမျက်စိကမမြင်နိုင်အောင်ပုံဝန်းနေပါစေကြားနေရတယ်။ငါဘဝအိမ်မတိုင်းရဲ့ချုံမြင်နေလို့ထင်ရတဲ့ဟင်းတစ်ခွက်ဟာမင်းမပါရင်ပေါ့ပြပြနဲ့နိုးတဝက်အိတ်တဝက်နဲ့ငါးရဲ့ညတွေမှာမင်းရဲ့ပုံရိပ်တွေကတော့မှတ်ညံနေပြေးဝနေလေးရဲ့မိနေရှိ။လိမ့်စာပြန်သွားတဲ့ ပြန်စာလေးတစ်စောင်ကတော့ငါးစီကိုလေပင်နဲ့အတူလူခတ်ပြီးရောက်လာခဲ့ပြီ။ငါနေတဲ့မျောချိနေတဲ့လက်ပြေဝင်ကြီးကဒီနေ့တော့ပုံရိပ်ထင်လာခဲ့ပြီ။အဖြူရောင်တက်တက်ပါမိနေရှိရဲ့။ငယ်ချင်းတစ်ယောက်ပြန်ဆုံတွေ့တာကိုမြင်ရတော့မာရာတယောက်သူဖြစ်စေခြင်းနဲ့တဲ့ပုံရိပ်လေးကိုဘသူကများဖြည့်ဆည်းပေးလိုက်တာလဲလို့တွေးရင်ဝမ်းသာမျက်ရည်တွေဝဲနေမိတယ်။မိနေရှိကိုပါရုကခေါ်လာတာလို့ဒေါက်တာကန်နီကမာရာကိုပြောပြလိုက်ပါတယ်။ ဒါနဲ့မာရာလည်းပါရုနောက်ကိုလိုက်သွားပြီးတော့တွေ့တွေ့ချင်းပဲတင်းတင်းကြပ်ကြပ်ဖတ်တာလိုက်မိရဲ့ပါရုတယောက်ကြောင်သွားပါတယ်ဒါပေမဲ့လည်းသူကမာရာကိုမသိစိတ်သေးကြကိုပဲချစ်နေခဲ့မိတာဆိုတော့ချက်သွေးဖြာနေမိတယ်ကျမအခုဘယ်ကိုသွားရမှန်းမသိသေးဘူးကျမလက်ကိုစုပ်ကင်ထားတဲ့သူလည်းဘသူဆိုတာတောင်ကျမမသိရသေးဘူးလေလို့ပါရုကမာရာကိုပြောပြလိုက်တယ်ချက်ချင်းပဲမာရာက Hi ကျွန်တော်နာမည်မန်နီမာရာမာဟုဆိုပြီးမာရာကလက်ဆွဲနှုတ်ဆက်ပြုလိုက်ပါတယ် ကဲချစ်သူနေရာရဲ့အပြုံတွေက recap box ကိုကြည့်ရှုခန်းစားပေးတဲ့ပြည့်သက်ကြီးအားလုံးကိုချုံမြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေဗျာနောက်ရက်တွေမှာလည်းဒီလိုစကားကောင်းတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap box channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်ပေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ပါတယ်